တော်ရရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ13ရက်နေ့အတွက်တင်ပြအံထုတ်လင်းမှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရေသတောင်မြို့နယ်ထွန်းရွေကျေးရွာကိုစစ်ကောင်စီဘုံကျဲတဲ့တင်အေအေပြစ်ခတ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်ငါးဖက်သမားနှုတ်တန်ရာရတဲ့အကြောင်းအင်းနီရှင်းနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးမှာအေအေကအောင်မြင်မှုတွေရရှိလာတဲ့အကြောင်းအရာတွေအပါအဝင်တခြားစိတ်ဝင်စားစရာတဲ့တင်တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီအစီအစဉ်ကိုကျမမျက်မျက်နှုတ်နဲ့တူမမျိုးတီကြီးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ရသေးတော်မျိုးနဲ့ထွန်းရဝေကြည်အောင်ကိုစစ်ကောင်စီဘုံကြည့်တဲ့တဲ့င်းကိုတင်ဆက်ပေးမှာပါအာရခတ်တက်တို့ထင်ရှုပ်ထားတဲ့ရသေးတော်မျိုးနဲ့ထွန်းရဝေကြည်အောင်ကိုဒီကနေ့နန်းနဲ့စင်နိုင်ကျော်မှစစ်ကောင်စီကဘုံကြည့်ခဲ့တာကြောင့်ဒေသခံ7ဦးသေဆုံးပြီး20ဦးထပ်မင်းတရားရရှိခဲ့တယ်လို့တဲ့င်းရင်းမြစ်တွေစီကသိရပါတယ်ဂျက်ဖက်တာနဲ့ပေါင်900ဘုံနှလုံးကိုကြည့်ရအတွင်းသောဘုံကြည့်ရှာခဲ့တာကြောင့် တေဆုံးတရားရသူတွေများပြားပြီးတော့နေရင်တစ်စီကျော်လဲပျက်စီးသွားခဲ့ပါတယ်။နိုင်ငံအနေနဲ့အပြည့်အကြောင်းကြေညာထားပေမဲ့စစ်ကောင်စီဟာနိုင်ငံတော်ဝန်ကအရက်သားနေထိုင်ရာကြည့်ရတဲ့စာတင်ကြောင်းစစ်ပိရှောင်စခန်းဖုန်ကြီးကြောင်းစတဲ့နေရာတွေကိုနေစဉ်ပုံကျဲတိုက်ခိုက်နေပြီးတော့အရက်သားထိခိုက်သေးဆုံးတာတွေလည်းနေစဉ်မြင့်တက်နေပါတယ်။အေးပြစ်ခတ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်ငါးဖန်သမားနှစ်ဦးတင်ရရတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ရှင်မဖြူကျွန်းအနေနဲ့မြေရေပြင်မှာမေလာ၁၂ရက်နေ့က ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား2ဦးကိုအာရခတက်တိုအေကပြစ်ခတ်ခဲ့တဲ့အတွက်တနက်တရားရပြီးတော့ဆေးရုံတင်ထားရတယ်လို့ဒါကာထရီဗျူးသတင်းတရမှာဖော်ပြထားပါတယ်ဒဏ်ရာရှိသူ2ဦးမှာအသက်16နှစ်နဲ့အသက်18နှစ်အရွယ်အမျိုးသား2ဦးဖြစ်ပြီးဒူးကောင်းနဲ့ခြေထောက်တွေမှာကျေထိမှန်ခဲ့တဲ့အတွက်ကိုပစားအထွေထွေဆေးရုံကြီးမှာကုသမှုခံယူနေရတာလို့သတင်းမှာဖော်ပြထားပါတယ်။ မေလာစနေရနေ့တရက်တည်းမှာနက်မြင့်နောက်တနေရာမှာလဲအာရခတက်တော်ကဘင်္ဂလားဒေ့ရှ်ငါဖန်သမား3ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒါကာထရီဗျူးသတင်းမှာဖော်ပြထားပါတယ်ရှင်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။အင်းနီရှင်းနိုင်ငံတွင်တန်တမန်ဆက်ဆံရေးမှာအေကအောင်မြင်မှုတွေရရှိလာတဲ့အကြောင်းကိုလေးပြောပြပေးချင်ပါသေးတယ်။ရခိုင်ပြည်တွင်းစီရေးအောင်မြင်မှုနဲ့တူတူအာရခတက်တော်ဟာအင်းနီရှင်းနိုင်ငံတွင်တန်တမန်ဆက်ဆံရေးတွေအောင်မြင်မှုကိုရရှိစေတယ်လို့နိုင်ငံရေးအကြီးအကဲတွေကတုံ့ပြန်ကြပါသေးတယ်။ အေဟာနေဇက်ကိုထိရှုပ်ထားသူဖြစ်ပြီးတော့နေဇက်တစ်ဖက်မှာဘသူရှိရှိဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ထိတိဆဲဆန်သွားမယ်လို့မေလာ6ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလူချုံရဲ့အကြံပေးဖြစ်သူခလီလာရာမန်ကနိုင်ငံခြားရေးဝန်ကြီးဌာနမှပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရခတက်တော်တို့ဆက်သွယ်မှုကိုစစ်ကောင်စီဘက်ကကန့်ကွက်မှုနဲ့ပြုလုပ်နေပေမဲ့ဘင်္ဂလားဒေ့ရှ်အနေနဲ့စကားပြောဖို့ရွေးချယ်ထားသူမတူနဲ့မဆိုပြောဆိုဆက်ဆံသွားမှာဖြစ်ပြီးတော့ဘသူတွေဘာပြောပြောအရေးမကြီးဘူးလို့ခါလီလာရာမန်ကတုံ့ပြန်ခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလူချုံရေးအကြံပေးပုဂ္ဂိုလ်ကအာရခတက်တူနဲ့ဆက်ဆက်ရမယ်လို့ပြောဆိုလာခြင်းအပေါ်အသုံးချပြီးအာရခတက်တူအနေနဲ့တန်တမန်ဆက်ဆံရဲ့အပြင်တခြားသောလုပ်ငန်းတွေကိုလည်းလှုံ့ဆော်ဖို့ကြိုးပမ်းသင့်တယ်လို့ရခိုင်နိုင်ငံရေးသမားတွေကအကြံပြုပါတယ်။ ဒါပြင်ရခိုင်ပြည်ရဲ့ပထဝီအနေထားအရအိနီရှိနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အပြင်အိန္ဒိယအနေနဲ့အာရခတက်တုံနဲ့မဖြစ်မနေဆက်ဆံရမယ့်အနေထားကိုရောက်ရှိလာပြီးတော့အိနီရှင်းကောင်းပီတာကြောက်ဖို့ကိုလည်းအရေးကြီးတယ်လို့နိုင်ငံရေးအကြီးအကဲတွေကပြောကြပါဗျ။အာရခတက်တုံဟာ2014ခုနှစ်ဒီဇင်ဘာလမှာမောင်တော်မျိုးနွယ်တခုလူကုန်းတိတ်ပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နဲ့နေနမရှင်ထိစဲနေတဲ့နေဆက်ဒေသကိုထိချုပ်သူဖြစ်လာခဲ့ပါဗျ။အဲ့ဒီလိုနေဇက်ဒေတာတွေကိုအေအေဖက်ကထိရှုပ်လိုက်ပြီးတဲ့နောက်မှာဘင်္ဂလားဒေ့ရှ်နဲ့အေအေတို့ကြား နေဆက်အရေးကုံသွေးရဲ့စားတဲ့လူမှုဆက်ဆံရေးတွေနေ့စဉ်ရှိနေပြီးတော့တရားဝင်ဖြစ်လာဖို့ကြိုးစားနေကြပါတယ်။အရဲသားတွေကိုပြစ်မှတ်ထားတပ်ဖြတ်နေမှုကိုစစ်ကောင်စီကတာဝန်ယူရမယ်လို့ကရင်နီပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးအောင်ပါပါ။အပြစ်ရစေးရဲ့ကြီးညာရှေထုတ်ပြန်ပြီးတော့နိုင်ငံတကာဆွေးနွေးဝိတွေတက်ရောက်နေပေမယ့်မြေပြင်မှာအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တပ်ဖြတ်တာတွေကျူးလွန်နေတာကိုစစ်ကောင်စီအနေနဲ့အပြစ်အဝတာဝန်ယူရမယ်လို့ ကရင်နီအတိုင်ပင်ခင်ကောက်စီ KSCC ကမေလ7ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်စစ်ကောက်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြည့်ရဲစေးရဲကြီးညာထားပေမဲ့လည်းနိုင်ငံတော်မှာတော့နေ့စဉ်နဲ့အများဘုံကြီးတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာမြေပြင်ထိုးစစ်ဆင်တာတွေလှုပ်ဆောင်နေတယ်လို့အဲ့ဒီထုတ်ပြန်ရှင်းမှာပါရှိပါတယ် မေလာစနေရနေ့မှာစကိုင်းတိုက်တပင်းမျိုးနဲ့အိုထင်းတွင်ကြေးရွာစာတင်ကြောက်ကိုစစ်ကောက်စီဘုံကြေးခဲ့တာကြောင့်ကြောက်ဆရာမတွေအပါအဝင်ကြောက်သားအများအပြားထိခိုက်သေးဆုံးခဲ့ပါတယ်။အခုလိုစာတင်ကြောက်တွေကိုရွေရွှဲရှိရှိပြစ်မှတ်ထားဘုံကြေးတိုက်ခိုက်တာကိုကရင်နီပြည်အတိုင်ပင်ခံကောက်စီကပြင်းထန်စွာရှုတ်ချတယ်လို့လည်းဆိုပါတယ်။ ဒါအပြင်စာသင်ကျောင်းတွေအပါအဝင်ဆေးရုံဆေးခန်းတွေဘာသာရေးအဆောက်အအုံတွေနဲ့စစ်ပေးရှောင်နေရာတွေကိုလက်နက်ကြီးလေကြောင်းနဲ့ပုံကြီးတိုက်ခိုက်ပြီးတော့ဆေးရဇဝမှုကျူးလွန်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာကဝိုင်းဝန်းတားဆီးပြီးဆေးရဇဝမှုထပ်မံကျူးလွန်စေဖို့အထောက်ဖန့်ပေးတာတွေတွဲဆုံဆွေးနေတာတွေအားပေးတာတွေမပြုတ်လို့ဖို့လေတိုက်တွန်းထားပါတယ်ရှင်။ TNL ထိန်းချုပ်ထားတဲ့မန်တုံနဲ့မိုင်းငို့ကိုစစ်ကောင်စီဘုံကျဲတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ် တအောင်တက် TNLA ထင်းချုံရချင်းပြင်းနဲ့မန်တုံမြို့နဲ့မိုင်းငုံမြို့ကိုစစ်ကောင်စီကမနေ့ကလေကြောင်းဘုံကြီးတိုက်ခိုက်ခဲ့တယ်လို့ TNLA ကဒီကနေ့ထုတ်ပြန်ပါတယ်မနေ့ကည7:00နာရီကျော်မှာမန်တုံမြို့အောင်ရှမ်းသာရပ်ကွက်ကိုဂျက်တိုက်လေယာဉ်နဲ့ဘုံလုံးလုံးလာရောက်ကျေရှားခဲ့တာကြောင့်အဲသားတူတေဆုံးပြီး3ဦးတန်ရာရရှိကနေ28လုံးပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မနေ့ကည9:00နာရီကျော်မှာမိုင်ငုံမြို့ကတာလုံရပ်ကွက်မှာရှိတဲ့စာသင်ကျောင်းအနင်းကို ဓာတ်တိုက်လျင်နဲ့ဘုံလေးလုံးကြေချခဲ့လို့ထောက်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ၁၁ရက်ကလည်းနှောင်ချိုမျိုးနဲ့ရာပြင်ကျွရအနင်းတွဲကိုစစ်ကောင်စီကလက်နက်ကြီးနဲ့လေးကျင်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ဆိုပါတယ်။အပစ်ခတ်ရစေးရေးကြညာထားပေမဲ့စစ်ကောင်စီကတီအန်လေးထင်းချောက်ရနေမျိုးတွေကိုဘုံကျေတိုက်ခိုက်တာလေးကျောင်းပစ်ခတ်တာတွေဆက်တိုက်ပြုလုပ်နေတယ်လို့တီအန်လေးကဆိုပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပဲခူးအတိုင်းကစစ်ကောက်စီအထိုင်စခန်းတစ်ခုကိုတူလန်ရင်တက်တွေကသိမ်းပိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးဦးမှာပါ ။ပဲခူးတိုင်းမင်းလာမြို့နယ်စမ်းပုတ်ကျေးရွာကစစ်ကောင်စီရဲ့အထိုင်စခန်းတစ်ခုကိုတူလန်ရေးပူပေါက်တက်တွေကသိမ်းပိုက်ခဲ့တယ်လို့ MDF ကမင်းကထုတ်ပြန်ပါတယ်။အဲ့ဒီတက်စခန်းဟာဒေသခံပြည်သူတွေကိုပေါ်တာဆွေးတာစားနပ်ရိက္ခာအခက်အခဲဖြစ်စေဖို့ပိတ်ဆို့တားဆီးတာငွေညစ်တာပြည်စေးသိမ်းယူတာတွေပြုလုပ်နေတဲ့စခန်းဖြစ်ပြီးမေလ၁၀ရက်နေ့မှာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။ မင်းလာမျိုးနဲ့မှာစစ်ကောက်စီနဲ့တူလန်ရဲ့ပူပေါက်တက်တွေကြောင့်စီးရဲတင်းမာမှုနဲ့အတူတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။မင်းလာတိုက်ပွဲအတွင်းစစ်ကောက်စီတက်သားအနည်းဆုံး25ဦးသေဆုံးပြီးကျေးရွာ၄ရွာမင်းရှုဖြက်စီခံခဲ့ရကကျေးရွာပေါင်း20တွေရွာကဒေသခံထောင်ထဲရှိမှအိုးအိမ်စွန့်ခွာနေရတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင် တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း66ချစ်သူမြောက်963 633ကိုလုံခြုံစိတ်ရှစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအဆီဇင်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ songcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။